ျွန်တော်အနေနဲ့အရင်ဆုံးပြောလို့ရတော့ကျွန်တော်တို့ AI လမ်းနည်းမြန်မာကိုလာပြီးမေးနေကြတဲ့မေးခွန်းတွေကအမေးအများဆုံးမေးခွန်းတစ်ခုရဲ့အဖြေပဲဖြစ်ပါတယ်။အဲ့ဒါတော့အခုမှစပြီး AI ကိုစသုံးမှဆိုတော့နောက်ကျနေပြီလားဆိုတဲ့မေးခွန်းရဲ့အဖြေပါ။မိษွေလုံးဝအချိန်မီပါသေးတယ်။အချိန်မီသေးတဲ့အပြင်မိษွေကကံအကောင်းဆုံးလူသားတွေတည်းကတယောက်လည်းဖြစ်နေပါတယ်။ ။ဘာလို့လဲဆိုတော့အခုလက်ရှိကာလမှာ AI tools တွေကပွားထနေအောင်အမျိုးမျိုးပုံပုံရွေးချယ်စရာတွေများနေလို့ပါ။ဒါမဲ့အဲ့လိုရွေးချယ်စရာတွေများလာတဲ့အတွက်ကြောင့်လည်း AI ကိုဘလို့အကျိုးရှိရှိသုံးရမလဲ။ကိုယ်နဲ့ကိုင်းညီမှုရှိတဲ့ AI တွေကဘာတွေလဲဆိုတော့မေးခွန်းကထွက်လာပြန်ပါတယ်။ဒီမေးခွန်းရဲ့အဖြေကိုတော့ဒီနေ့မှရှင်းရှင်းလင်းလင်းကိုသိသွားမှာပါလူအများစုက AI ဆိုတာအရာရာကိုသိမြင်နေတဲ့အစွမ်းထက်တဲ့စူပါညာကြီးရှင်ကြီးလို့ထင်နေကြပါတယ် ဒါမဲ့အမှန်တရားတစ်ခုကိုပြောရမယ်ဆိုရင်တော့ AI စနစ်အများစုကလုံတစ်ခုထဲမှာပဲကောင်းကောင်းလုံပြနိုင်အောင်ဖန်တီးထားကြတာပါတိထားမှာသူတို့မှကျွန်တော်တို့လူသားတွေလိုမျိုးအုံနောက်မျိုးမရှိသေးပါဘူးလောလောဆယ်ရှိနေတဲ့ AI တွေအားလုံးက2 stage တက်တက်ပဲဖြစ်ပါတယ်ကျွန်တော်ဘုရားအတွက်အကျိုးရှိရှိအသုံးချလို့ရမယ်ကရိယာတွေပါ AI ကိုတစ်ပင်တစ်ပင်အနေနဲ့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီတစ်ပင်ကပန်းသီးလိမ္မော်ဒူးယင်းစတော်ဘယ်ရီစသဖြင့်အသီးမျိုးမျိုးကိုတီးပေးတယ်မိတ်ဆွေကကိုကြိုက်တဲ့အသီးကိုခူးစားရုံပါပဲ ဒါမဲ့မိษွေဘာအသီးကြိုက်လဲဆိုတာကတော့မိษွေကိုယ်တိုင်အတီဆုံးပဲဖြစ်ပါလိမ့်မယ်။ဒါမဲ့စိတ်မပူပါနဲ့မိษွေအတွက်အကောင်းဆုံး AI tools တွေကိုရွေးချယ်နိုင်ဖို့ဘလို view ဟာတွေကိုသုံးရမယ်။ဘယ် AI တွေမှာဘလို့အားသာချက်တွေရှိတယ်။ဘယ် AI ကိုပဲတုံတုံအရေးကြီးဆုံးကဘာတွေဖြစ်မလဲ။အဲ့ဒီအရေးကြီးဆုံးဆိုတာတွေကိုဘလို့နီးစနစ်တင်နဲ့သုံးရမယ်။စသဖြင့်ဒီဗီဒီယိုတစ်ပုဒ်ထဲမှာတစူးတစည်းတဲ့ကြည့်နိုင်အောင်စီစဉ်ပေးထားပါတယ်။ မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာပြန်လာပါပြီအခုလက်ရှိ AI တွေကပွားထနေတယ်လို့ထင်ရပေမဲ့ကျွန်တော်တို့လိုသုံးဆွဲသူတွေအတွက် AI tools တွေကိုအမျိုးအစားခွဲကြည့်လိုက်မယ်ဆိုရင်နည်းနည်းပဲရှိလာဖြစ်ပါတယ်အဲ့ဒါကတော့ large language model လို့ခေါ်တဲ့ ChatGPT လိုမျိုးစာရေးတာ၊မေးခွန်းဖြေတာစတဲ့ဘာသာစကားဆိုင်ရာအလုပ်တွေလုပ်ပေးနိုင်တဲ့ AI နဲ့အခုနောက်ပိုင်းတော့ ChatGPT Gemini စတာတွေမှာလည်းပုံနေဗီဒီယိုတွေတန်းထုတ်ခိုင်းလို့ရနိုင်ကြပါပြီ။နောက်တစ်မျိုးကတော့ image generator တွေပါသူတို့ကတော့အဓိကပုံတွေကိုဖန်တီးပေးတာရှိပြီးသားပုံတွေကိုပြန်ပြီးပြင်ဆင်ပေးတာမျိုးတွေပါနောက် audio generator လို့ခေါ်တဲ့အသံနဲ့သချင်းတွေဖန်တီးပေးတာဒါမှမဟုတ်အသံကိုစာသားပြောင်းပေးတာစာသားကိုအသံပြောင်းပေးတဲ့ AI မျိုးတွေလည်းရှိပါတယ် နောက် video generator and editor တွေဖြစ်တဲ့ video တွေဖန်တီးတာပြင်ဆင်တာမျိုးတွေလုပ်နိုင်တဲ့ AI တွေရှိမယ်။အခု Google ရဲ့ Veo 3ဆိုရင် video ဖန်တီးရင်းနဲ့အတန်ပါတစ်ခါတည်းပေါအောင်ထုတ်လို့ရနေပါပြီ။ We dive in, check out some cool videos I created using this free Veo 3 and you might find them helpful for inspiration. နောက် voice assistant တွေဖြစ်ကြတဲ့ Siri, Google Assistant, Alexa တို့လိုမျိုးအတန်နဲ့ထိန်းချုပ်လို့ရတဲ့ assistant တွေ productivity AI တွေဖြစ်တဲ့လုပ်ငန်းဝင်ထဲမှာကူညီပေးနိုင်တဲ့ AI တွေဥပမာ grammar တွေပြင်ပေးတာမျိုး email တွေရေးပေးတာမျိုးစသဖြင့်ရှိကြပါတယ်ဒါတွေတည်းကကိုနဲ့ကန့်ညီတဲ့ AI tools ကိုရွေးချယ်ဖို့ဆိုရင်နံပါတ်1မိတ်ဆွေရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းထားရပါမယ် AI tools ကိုဘယ်လိုအလုပ်အတွက်သုံးမလဲဆိုတာကိုအရင်ဆုံးသတ်မှတ်ပါဥပမာ content creation လို့ခေါ်တဲ့စာရေးဖို့ blog post တွေရေးဖို့ social media တွေဖန်တီးဖို့အတွက်လား coding ရေးခိုင်းဖို့အတွက်လား design visual ဘိုင်းဖြစ်တဲ့ပုံစွဲတာ video တဲဖြတ်တာလား business automation လို့ခေါ်တဲ့စည်ရင်းကိုင် customer service စတာတွေအတွက်အလိုလျောက်စနစ်တွေကိုလိုချင်တာလားကိုယ့်ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့မှ tools ရဲ့အဓိကလှုပ်ဆောင်ချက်တွေကိုအာရုံစိုက်ရွေးချယ်ရပါမယ် ။နံပါတ်2အချက်ကတော့ DAI 2စရာအသုံးပြုရလွယ်ရလား၊ဘတ်ဂျက်ကိုက်ညီရလားဆိုတာကိုစဉ်းစားပါ။ဒီအချက်ကိုပြောရတာဒီဗီဒီယိုကြည့်နေတဲ့အထဲမှာလူမျိုးမျိုးပါဝင်နိုင်တာကြောင့်ပါ။အဓိကတော့ကိုရွေးချယ်မဲ့ AI ရဲ့ interface ကရိုးရှင်းရလားဆိုတာကိုကြည့်ရပါမယ်။မိတ်ဆွေကနီးပညာပိုင်းနဲ့တိတ်မရင်းနှီးဘူးဆိုရင် သုံးမဲ့ AI ကလည်းအရန်ကိုရိုးရှင်းနေမှာဖြစ်မှာပါ။ ဆိုတော့ free version နဲ့စမ်းကြည့်ဖို့ရှိမရှိအရင်ဆုံးစစ်ပါဥမာ ChatGPT မှာ free version ရှိပေမဲ့ပိုအဆင့်မြင့်တဲ့ GPT O3 အတွက်တော့ subscription ကလိုအပ်ပါတယ်တချို့ Tuesday ကတစ်ချိန်ဝယ်ပြီးတော့တသက်တာသုံးလို့ရတယ်လို့တချို့ကတော့လစဉ်ချင်းနဲ့ပေးဆောင်ရမှာပါပြီးရင်မြန်မာလိုသုံးလို့ရမရမြန်မာစကားနဲ့ပြောလို့ရမရဒါတွေကိုလည်းစစ်ရပါမယ်ဥမာ Google Stream မှာဆိုရင်မြန်မာစကားနဲ့ပါတုံးလို့ရနေပြီဖြစ်ပါတယ်ဒါတွေကိုလည်းမိတ်ဆွေစမ်းသပ်ကြည့်ရပါမယ် နံပါတ်3အချက်ကတော့ဘယ် AI tools ကဘယ်လိုမျိုးအားသာချက်တွေရှိနေလဲဆိုတာကိုလေ့လာမှာပါ။ကျွန်တော် AI learning မြန်မာမှာလည်း AI တွေရဲ့သတင်းတွေမှတ်သားစရာဗဟုသုတတွေ AI အသုံးပြုနေ tutorial တွေကိုတင်ပေးနေပါတယ်။တကယ်လို့မိတ်ဆွေကအင်္ဂလိပ်စာသိပ်မကောင်းလို့ထင်ရင်လည်းစိတ်မပြတ်ပါနဲ့။မြန်မာလိုသုံးလို့ရတဲ့ AI တွေထဲမှာလက်ရှိနောက်ဆုံးရအချက်တွေကိုအချိန်နဲ့တပြေးညီသိနေနိုင်တဲ့ AI ဖြစ်တဲ့ Grok ရှိပါတယ်။အဲ့ဒီမှာသွားပြီးတော့မေးလို့ရပါတယ်။ ဒါပေမဲ့ prompt ကိုတော့တေးချာကောင်းကောင်းမွန်မွန်ရေးတတ်ရပါမယ် prompt ရေးနည်းတွေကိုလည်းဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်ပြောပြပေးအောင်မှာပါတကယ်လို့အဲ့ AI ကိုအသုံးပြုနေသိကျင်နေဆိုရင်တော့ဒီပေါ်က link လေးကိုနှိပ်ပြီးတော့လေ့လာလို့ရပါတယ်တကယ်လို့မိတ်ဆွေကအင်္ဂလိပ်လိုကျွမ်းကျင်နေဆိုရင်တော့နိုင်ငံတကာ website တွေဖြစ်တဲ့ Synthesia လို့ website တွေထဲမှာ2025ရဲ့အကောင်းဆုံး AI tools 55ခုကိုအမျိုးအစား25မျိုးခွဲပြီးတော့နှိုင်းယှဉ်ပြထားပါတယ် use cases တွေ feature တွေနဲ့ဈေးနှုန်းတွေအစပါဝင်ပါတယ်အဲ့လိုပဲ business accounting math စတဲ့ level alike AI tools တွေရဲ့နှိုင်းယှဉ်ချက်တွေကိုဖတ်လို့ရတဲ့ website မျိုးတွေလည်းရှိပါတယ် လင့်နေကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ description ထဲမှာထည့်ပေးထားပါမယ်အသေးစိတ်လေ့လာကြည့်ပြီးတော့ကိုနဲ့ကိုက်နေတဲ့ AI ကိုရွေးချယ်နိုင်ပါတယ်တကယ်လို့ရှာရတာခက်နေသေးရင်လည်းမိษွေကဘယ်နယ်ဘယ်မှာအလုံးလုံးနေပြီးတော့ဘယ်အကြောင်းအရာအတွက် AI tools ကိုရွေးချယ်ကျင်တာလဲဆိုတာကို comment မှာရေးပေးခဲ့ပါကျွန်တော်ဝိုင်းပြီးစဉ်းစားပေးလို့ရသလိုအမေးအများဆုံးဖြစ်တဲ့မေးခွန်းတွေကိုလည်းဗီဒီယို tutorial နဲ့ပါရှင်းပြပေးလို့ရအောင်မှာဖြစ်ပါတယ် အဓိကကတော့ဘသူတွေကဘလို့အကြံမျိုးပဲပေးထားပါစေမိ쇠ကိုယ်တိုင်စမ်းသုံးကြည့်ပါပြီးမှကို့အတွက်အကောင်းဆုံး AI ကိုရွေးချယ်ပါမိ쇠ကြိုက်တဲ့အသီးကိုမိ쇠အတီဆုံးပဲဆိုတာလုံးဝမမေ့လိုက်ပါနဲ့အခုဆက်ပြီးတော့လူတိုင်းဘာအလုပ်ပဲလုပ်နေနေမဖြစ်မနေသုံးတဲ့ large language model တွေအကြောင်းကိုဆက်ပြီးတော့တေချာလေးလေ့လာကြည့်ကြအောင်ပါ ChatGPT, Gemini, Claude, DeepSeek, Grok စသဖြင့် large language model တွေကလစဉ်လတိုင်းလိုလိုမှာအသေးအသေးတွေထွက်နေကြတယ်လို့ခန်စားရမှာပါ သူတို့အားလုံးရဲ့အလုံးလုံးပုံတွေကအခြေခံအဖြစ်တော့တူတူပါပဲဒါပေမဲ့မတူကြတာကတော့သူတို့ရဲ့ scales လို့ခေါ်တဲ့အတိုင်းအတာတွေပဲဖြစ်ပါတယ်ဒီ model တွေက transformer ဆိုတဲ့စနစ်မျိုးကိုအသုံးပြုပါတယ် transformer တွေကမိတ်ဆွေရိုက်ထည့်ပေးလိုက်တဲ့ input တစ်ခုဥပမာမေးခွန်းတစ်ခုဖြစ်နိုင်တယ်လို့ဓာတ်ပုံတစ်ခုလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကိုယူပြီးတော့အကောင်းဆုံး output တစ်ခုဥပမာအဖြေတစ်ခုကိုဖြစ်နိုင်ချေလို့ခေါ်တဲ့ probability တွက်ချက်တဲ့နည်းလမ်းမျိုးကိုသုံးပြီးရှာဖွေပါတယ် probability ကတော့ကျွန်တော်ငငယ်ရုံးနဲ့အတင်ခဲ့ကြရတာဖြစ်တဲ့အတွက်အထူးတလည်ထပ်ပြီးရှင်းပြနေဖို့မလိုဘူးလို့ထင်ပါလေဥမာပြောပြရရင်တော့ဘိန်းတစ်ခုရဲ့ပုံသဏ္ဍာန်ကဘယ်လိုရှိလဲဆိုတဲ့မေးခွန်းမျိုးကို AI ကိုမေးလိုက်တယ်။ AI အဲ့ဒီမေးခွန်းကိုပုံသဏ္ဍာန်နဲ့ဘိန်းလိုမျိုး keywords တွေအဖြစ်နဲ့ခွဲထုတ်လိုက်တယ်။ပြီးတော့မှအဲ့ဒီ keywords တွေကိုဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတာကိုတွက်ချက်တယ်။ သူကသူမှတ်ထားတဲ့ data တွေ internet ပေါ်မှာရှိနေတဲ့ data တွေကိုပြန်ရှာကြည့်ပြီးတော့ဒီနေရာမှာဖြစ်နိုင်ခြင်းအများဆုံးကအဝိုင်းပုံပဲလို့တွေးလိုက်တယ်ပြီးတော့ set wine ပုံရှိတယ်ဆိုတဲ့အဖြေကိုပြန်ထုတ်ပေးလိုက်ပါတယ်ဆိုတော့ဒီနေရာမှာစဉ်းစားကြည့်ရင်အဖြေမှန်ကိုရဖို့အတွက်အရေးကြီးဆုံးကတော့ကျွန်တော်မေးလိုက်တဲ့မေးခွန်းတနည်းအားဖြင့်ကျွန်တော်ရဲ့ prompt ကပဲအရေးကြီးဆုံးဆိုတာတွေ့ရပါလိမ့်မယ်ဒါကြောင့် prompt တွေကိုရေးတဲ့အခါမှာပြီးပြည့်စုံတဲ့ဖွဲ့စည်းပုံနဲ့မှန်ကန်တဲ့စကားလုံးတွေကိုရွေးချယ်ထည့်သွင်းနိုင်ဖို့လိုပါလိမ့်မယ် ဒါနဲ့ပတ်သက်လို့ Chrome Engineer တွေမှာအရေးကြီးမှတ်သားရမယ့်အဆင့်လေးတွေကိုပြောပြပေးပါမယ်။နံပါတ်1အသေးစိတ်ကြားရပါမယ်။အခုဆိုရင် model အများစုကမြန်မာလိုပါတက်နေကြပါပြီ။ဆိုတော့မြန်မာလိုပဲရေးရေးအင်္ဂလိပ်လိုပဲရေးရေးကိုရေးလိုက်တဲ့ Prompt တွေကအသေးစိတ်ပြီးတော့ပြည့်စုံတဲ့ Prompt တွေဖြစ်နေရပါမယ်။ မိတ်ဆွေလိုအပ်တဲ့အကြောင်းအရာတွေကဘာလဲလိုအပ်ချက်တွေမှန်သမျှစဉ်းစားလို့ရတာတွေအားလုံးကိုထည့်ရေးပါဘောက်လိုချင်တာလဲဘလို့ပုံစံမျိုးဖြစ်စေချင်လဲစလုံးရေပေါင်းဘလောက်ရှိရမယ်ဘလို့လူမျိုးတွေကဖတ်မှာလဲဘလို့စတိုင်ဒါမှမဟုတ်ဘလို့တုံးမျိုးကိုတုံးမလဲဥပမာ YouTuber တယောက်လိုလားစာရေးဆရာတယောက်လိုလားကျောင်းဆရာတယောက်လိုလားစသဖြင့်အားလုံးကိုပြောပြရပါမယ် မိတ်ဆွေက AI ကိုရှင်းပြတာကောင်းလေလေရလတ်တွေကပိုကောင်းလေလေပါမိတ်ဆွေဘာလို့လိုချင်လဲဆိုတော့ AI ကပြန်ပြီးခံမှန်းနေရတာမျိုးတော့လုံးဝကိုအဖြစ်မခံလိုက်ပါနဲ့နံပါတ်2ကတော့ role play ကိုသုံးရပါမယ်ဒါရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အရန်ကိုထိရောက်တဲ့နီးလန်းပါ AI ကိုမိတ်ဆွေကသတ်မှတ်ပေးထားတဲ့နယ်ပယ်တစ်ခုရဲ့ကျွမ်းကျင်သူတယောက်လိုမျိုးတရုတ်ဆောင်ခိုင်းတာပါဒါသူ့ဘက်ကပြန်ထုတ်ပေးလာမယ့်အဖြစ်ကိုတိတိတသာတိုးတက်ပြောင်းလဲသွားစေနိုင်ပါတယ် အဲ့လိုတရုပ်ဆောင်ခိုင်းလိုက်တဲ့အတွက် AI ကတွက်ရမယ် probability ထဲမှာရွေးချယ်ရမယ် data တွေကို short ချပေးလိုက်တယ်လို့ဖြစ်စေပြီးတော့ရလတ်ကိုတော့ပို့ပြီးတော့မှတိကျစေပါတယ်။ကိုလိုချင်တဲ့အဖြစ်နဲ့ပို့ပြီးတက်ဆိုင်သွားစေတယ်။ပို့ပြီးပြည့်စုံသွားစေပါတယ်။နံပါတ်3ကတော့ကန့်သတ်ချက်တွေကိုတတ်မှတ်ပေးပါ။ဘာတွေရတော့ဖြင့်ပါတဲ့နဲ့ဘာတွေရတော့ဖြင့်မပါတဲ့ဥဆိုတာတွေကို AI ကိုရှင်းရှင်းလင်းလင်းပြောပြရပါမယ်။ ဒီအဆင့်တင်းနှစ်သုံးအလုံးကို prompt တစ်ခုထဲမှာပေါင်းထည့်ပြီးတော့ prompt အရှိကြီးတစ်ခုကိုပေးကြည့်လိုက်ပါမယုံနိုင်စရာကောင်းတော့အောင်အဖြေကတိကျမှန်ကန်လာတာကိုတွေ့ရပါလိမ့်မယ်အရေးကြီးဆုံးအချက်ကတော့ AI နဲ့အချိန်တိုင်းကိုပြောင်းလဲနေပါတယ်ဒီနေ့အကောင်းဆုံးဖြစ်နေတဲ့ AI တစ်ခုကနောက်ရက်မှာအကောင်းဆုံးဆက်ပြီးဖြစ်ချင်မှာဖြစ်မှာပါဒါကြောင့် AI နဲ့ပတ်သက်တဲ့များတည်င်းနေဗဟုသုတတွေကိုအဆက်မပြတ်လေ့လာထားပါအကုန်လုံးကိုခေါင်းထဲကိုထည့်ထားစရာမလိုပါဘူး ပေါ့ပေါ့ပါပါ entertainment တခုလိုပဲသဘောထားပြီးတော့လေးလာသွားစေချင်တာပါဒါပို့ပြီးတော့လည်းထိရောက်တယ်လို့ AI ကိုလေးလာဖို့အတွက် window ဝင်ဖို့တခုလိုလည်းလုံးဝဖြစ်မနေတော့ပါဘူးဒါကြောင့်လဲကျွန်တော်တို့ရဲ့ AI learning မြန်မာ channel ကနေအဲ့လို infotainment ပုံစံမျိုးနဲ့ video လေးတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောကိုနဲ့ကန့်ညီတဲ့ AI မျိုးတွေကိုရှာဖွေဖို့အသစ်ထွက်လာမဲ့ AI တွေကိုလေ့လာဖို့နဲ့ prompt တွေရေးဖို့ဆိုတာကို ကျွန်တော်ဆွေးနွေးသွားတဲ့ပုံစံတွေကထိရောက်ရလားဒါမှမဟုတ်လေပိုကောင်းတဲ့နီလန်းတွေရှိနေသေးလားမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်တို့မြန်မာတွေအားလုံးဒန်းတူရှေ့ကိုဆက်ပြီးတိုးတက်သွားနိုင်ဖို့အတွက်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်